25ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်လာတဲ့အမေရိကန်သမ္မတဘာရက်အိုဘားမားဟာနေပြည်တော်မှာရန်ကုန်မြို့သို့ယနေ့နံနက်10:45ဝန်းကျင်မှာရောက်ရှိလာခဲ့ပါတယ်။သမ္မတအိုဘားမားဟာရန်ကုန်မြို့ကိုရောက်ရှိနေစဉ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့သူမရဲ့နေအိမ်မှာယနေ့နေ့နဲ့12:00မှာတွားရောက်တွေ့ဆုံမှာဖြစ်ပြီးခေါင်းဆောင်နှုတ်ဦးဟာမြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးအကောင့်ထဲပေါ်နေမှုများလာမယ့်2025ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေများနဲ့နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကိုလည်းထည့်သွင်းဆွေးနွေးတော့ဖွဲ့ရှိတယ်လို့သိရပါတယ်။ ဒါအပြင်သမရအိုဘားမားဟာရန်ကုန်တက္ကသိုလ်စင်ရင်တုခံမှမှာပြုလုပ်မဲ့အရှိတောင်အာရှလူငယ်ကောင်းဆောင်များတွေ့ဆုံပွဲကိုညနေ၄နာရီဝန်းကျင်မှာတက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါဗျ။သမရအိုဘားမားဟာညနေပိုင်းမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။သမရအိုဘားမားဟာ၂၀၁၂ခုနှစ်နိုဝင်ဘာလကလည်းမြန်မာနိုင်ငံကိုပထမဆုံးချိန်လာရောက်ခဲ့ပြီးသမရဦးသိန်းစိန်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ယခုလက်ရှိသမ္မတအိုဘားမားရဲ့ရန်ကုန်မြို့ခရီးစဉ်အတွင်းတာဝန်ရှိသူများကလုံခြုံရေးအင်အား၃၀၀၀ကျော်နဲ့ ုံခြုံရေးဆောင်ရွက်နေတယ်လို့လည်းသိရပါဗျာ